ဘောရဲ့ professor ကောင်းတဲ့နေရာတောင်း EOD ဘဏ်ရဲ့ MPU credit card နဲ့တူဖြတ်သွားလိုက်ပါ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ဒီနေ့တော့တူတူလေးထားနိုင်တယ်နိုင်ငံရေးစာပေစာရန်ဖတ်ပွဲနဲ့မိုးရသည့်စာအုပ်စရောင်းပွဲကိုတင်ပြလမ်းပေါ်မှာရှိတဲ့ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ထုတ်ဝေရေးရုံမှာဇွန်လ29ရက်နေ့ကနေ31ရက်နေ့ထိ၃ရက်ကြာကျင်းပနေပါတယ် အဲ့ဒီပွဲကို NLD ပါတီနာယကဦးတင်ဦးနိုင်ငံရေးပညာရှင်တွေစာပေပညာရှင်တွေလည်းတက်ရောက်ခဲ့ကြပါဗျ။နိုင်ငံရေးစာပေဖွံ့ဖြိုးတာဟာနိုင်ငံလွတ်လပ်ရေးအတွက်အခြေခံဖြစ်တယ်လို့စာရေးဆရာဦးဖုံးဓာရုကအခုလိုပြောပါဗျ။တို့နိုင်ငံလွတ်လပ်ရေးရတာကြီးစံတေချောင်းလို့ပြောရင်တစိတ်တစ်ပိုင်းပဲမှန်တယ်။စာပေကြ။နိုင်ငံရေးစာပေဖွံ့ဖြိုးခြင်းကတို့နိုင်ငံလွတ်မြောက်ရေးအတွက်အခြေခံပဲ။ ီနိုင်ငံရေးစာပေစာတမ်းဖတ်ပွဲကိုတော့အစိုးရသိလက်ထက်မှာပထမဦးဆုံးအကြိမ်ပြန်ကြားရေးဝန်ကြီးဌာနကဦးဆောင်ကျင်းပတာလည်းဖြစ်ပါတယ်။စာပတ်တာဟာလူတယောက်အတွက် အောက်ဆီဂျင်လိုမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်လို့စာအုပ်ပွဲကိုလာရောက်သူဦးဆိုသိရအခုလိုပြောပါတယ်။ဒီစာပေလောက်ကတော့အများကြီးအရင်နဲ့ဆိုင်တော့ပုံနိုးချလာတာပေါ့နော်။စာဖတ်တဲ့လူတွေလည်းပို့ပြီးတော့အရင်တော့ကတော့ပန်းစိုးရမှာစာအုပ်ဝယ်မဲ့လူငါးချက်နဲ့တောင်ဝယ်မဲ့လူမရှိဘူး။အခုကအဲ့ဒီစာအုပ်တွေကို ထောင်ကမ်းပေးပြီးတော့ကျွန်တော်တို့တော့ဝယ်နေရတယ်စာဖတ်ခြင်းကလူတယောက်ရဲ့အောက်ဆီဂျင်လိုပဲမရှိမဖြစ်လိုအပ်တဲ့အရာပဲမိုးရသည်စာအုပ်စီရောင်ပွဲမှာစာအုပ်တိုက်190ကျော်ကစာအုပ်မျိုးစုံကိုလျှော့ဈေးတွေနဲ့လာရောက်ရောင်းချပေးနေတာဖြစ်ပါတယ်